အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုခုနှစ်ကြိုဆိုပါရစေကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဖျားသခင်ထူးရှယ်ကောင်းချီးပေးပါစေအာမင်ဒီကနေ့ဆူတောင်းခြင်းနံပါတ်1အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြခြင်း ਨੇ ဆိုတော့ပထမတစ်ခေါက်တော့ဆူတောင်းတော့ကျွန်တော် basic เนาะဆူတောင်းခြင်းရဲ့အခြေခံဆူတောင်းခြင်းအကြောင်းကိုကျွန်တော်ပြောပြခဲ့တယ်เนาะအဲ့ဒီမှာ တကယ်လို့နားမထောင်ရသေးရင်ဆက်ပြီးတော့အမ်ကျွန်တော်ရဲ့ YouTube channel မှာဖြစ်ဖြစ်ကျွန်တော်ရဲ့ Facebook မှာဖြစ်ဖြစ်ဆက်ပြီးနားထောင်လို့ရတယ် Prayer number 1ဆိုတဲ့ the basic ဆိုတဲ့ကောင်းစင်နဲ့ကျွန်တော်ပြောထားတယ်เนาะဒီကနေ့တော့ဘာကြောင့်လဲပတ်သက်ပြီးပြောမလဲဆိုဆူတောင်းချင်းเนาะဆူတောင်းချင်းကကျယ်ဝန်းပါတယ်เนาะဒါပေမဲ့အာကျွန်တော်နားလည်ရလို့အောင်ပြောပြနေတာဆိုတော့ဒီနေ့ကတော့ဘာလဲဆိုဖျားသခင်အလိုတော်နဲ့ငီဆူတောင်းချင်းဖျားသခင်အလိုတော်နဲ့ငီဆူတောင်းချင်းဆိုတော့အဲ့ဒီဟာကိုမတော်ခင်မနည်းနည်းလေး review သွားကြည့်ရအောင် เนาะဘယ်ဟာဖြစ်ဖြစ်ကျွန်တော်တို့ယုဘုရားသခင်ကကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကယုံကြည်ခြင်းဘုရားသခင်ဖြစ်တယ်เนาะဘုရားသခင်ကိုယုံကြည်တဲ့ဆိုရင်เนาะယုံကြည်ခြင်းနဲ့အလုပ်လုပ်တော့ဖြစ်တယ်တင်ဘလို့ပဲဆုတောင်းဆုတောင်းတနေ့လုံးတညလုံးပဲဆုတောင်းဆုတောင်းเนาะကျွန်တော်ပြောပြမဲ့ဆုတောင်းချက်တွေအကုန်လုံးเนาะကျွန်တော်တင်ပေးမဲ့ဆုတောင်းချက်တွေအကုန်လုံးနဲ့ကြိုက်တယ်လို့တောင်းယုံကြည်ခြင်းမပိုင်အလကားပဲယုံကြည်ခြင်းမပိုင်အလကားပဲဆိုတော့ကျွန်တော်တို့ဘုရားယုံကြည်ခြင်းဆိုတာဘာလဲ trust เนาะဘုရားသခင်ကိုစိတ်ချတာ ယုံကြည်တာဘုရားသခင်ပေးမယ်ဆိုတာစိတ်ချတာနံပါတ်1အဲ့ဒါကရေးကြည့်တယ်နော်အာကျမ်းစာကိုနော်တော့ကျမ်းစာပြဆိုကျွန်တော်ပြမယ်နော်ဟိုမှာရေပြ71တက်မှာပါလေယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့ဆိုတော့နံပါတ်1ယုံကြည်ခြင်းမရှိဘူးဆိုတာအလကားပဲဆိုတော့ဘုရားသခင်နဲ့စိတ်တော်နဲ့တွေ့ဖို့နော်ဘုရားသခင်နဲ့နှိစပ်ဖို့နော်ဘုရားသခင်စီကနေတဆုံတစ်ခုရဖို့ပါလေယုံကြည်ရမယ်ယုံကြည်ခြင်းကနံပါတ်1ဖြစ်တယ်โอเคနောက် verse တစ်ခုကျွန်တော်ပြောပြချင်တယ် ယောမနံပါတ်၈ဒါကတော့ရတပါစီနည်းနည်း review လုပ်ကြည့်တာဖြစ်တယ်။သူဖြစ်ရဲ့အရာများတို့နဲ့အဘယ်သူပြောဆရာရှိသနည်းဖျားတခင်နေငါတို့ဖက်နိုင်နေတော်ရှိတော်မူလင်အဘယ်သူဒီငါတို့တစ်ဖက်နိုင်နေနိုင်မည်နည်းမိမိသားတော်ယင်းကိုမနှမျောပဲငါတို့ရှိသည်မြဖို့လို့ငါစွန့်တော်မူတော်သူဒီသားတော်နဲ့တကွခတ်သိမ်းတော်ရကိုငါတို့ကမပေးပဲအဘယ်သူနေတော်မူမည်နည်းနဲ့ဆိုတော့သားတော်နဲ့တကွခတ်သိမ်းတော်ရကျွန်တော်တို့ကိုပေးပြီးသွားပြီဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ ကျွန်တော်တို့ဆုတောင်းတယ်ဆိုတာကဘုရားတခင်ကျွန်တော်တို့တောင်းလိုက်မှထအလုပ်ပေးတာမို့ဘုရားတခင်ကယေရှုခရစ်တော်အဖြစ်အောင်မြင်ခြင်းချမ်းသာခြင်းကြွယ်ဝခြင်းပြည့်စုံခြင်းတွေယေရှုခရစ်တော်ကတာကားတိုင်းပေါ်မှာเนาะကျွန်တော်တို့အတွက်အကုန်လုံးပေးခဲ့ပြီးပြီဖြစ်တယ် it is done it is finished amen ကျွန်တော်တို့ကဘုရားတခင်ကိုယုံကြည်ရဆိုကဥပမာပြောပြရရင်ဘယ်လိုလဲဆိုတော့เนาะဒီမှာအကျွန်တော်တို့ဒီဣတရေလလူမျိုးတွေအီဂျစ်ပြည်နဲ့ခေါ်ထုတ်လာတဲ့ခါမှာဘုရားတခင်ကပြောတယ်မောရှေအဖြစ် ခါနန်ပြည်ကိုတင်းတို့ကိုပေးပြီးသွားပြီလို့ပြောတယ်ဆိုတော့ခါနန်ပြည်ကတို့ဟာဖြစ်တယ်အာမင်ခါနန်ပြည်ကိုတို့ကိုပေးပြီးသွားပြီတို့ပိုင်ဆိုင်မှုဆာယောစာရကဘယ်သူမှရှိလဲဣတရီလာလူမျိုးမှရှိတယ်ဒါမဲ့လက်တွေ့အဲ့ဒါတွေကိုကိုယ့်လက်ထဲမှာတိမ့်ပိုက်ရယူဖို့ကြတော့ဘာဖြစ်လဲကိုယ်တိုင်းသွားပြီးခြေနဲ့နင်းပြီးတော့သွားတိမ့်ပိုက်ရတာဖြစ်တယ်ထိုကဲ့သို့ပဲယေရှုခရစ်တော်အဖေကျွန်တော်တို့တသက်တာထဲမှာလိုအပ်သမျှဖျားသခင်ကျွန်တော်တို့ကိုပေးပြီးသွားပြီဖြစ်တယ်။အာမင် စာရစာရကကျွန်တော်တို့မှရှိပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘက်ကနေပါလို့အောင်လဲအဲ့ဒီဟာတွေကိုကျွန်တော်တို့ကပါလဲလက်တွေ့သိမ့်ပိုက်ဖို့ကကျွန်တော်တို့အပိုင်ဖြစ်တယ်အာမင်ဖျားတိကကျွန်တော်တို့ဘယ်လိုတိုက်မလဲเนาะဘယ်လိုသွားရမလဲဘယ်ဖက်လမ်းနေသွားရမလဲဘယ်လိုသွားရမလဲဆိုတဲ့နေရာတွေเนาะအဲ့ဒါကစူတောင်းချင်းမှာသွားပြီးတော့ပတ်သက်တာဖြစ်တယ် နော်စုတောင်းချင်းဆိုတာဗာလဲအရင်တပတ်ကျွန်တော်ပြောတာ conversation ဘုရားသခင်နဲ့စကားပြောတာဖြစ်တယ်ဘုရားသခင်လမ်းပြပေးမယ်ဒီဘက်တော့ဟိုဘက်မတော်နဲ့ဒီဘက်တော့စုတောင်းတဲ့ခဘုရားသခင်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုစုတောင်းရမလဲဘယ်လိုတောင်းရမလဲစုတောင်းရမလဲဘယ်လိုလုပ်ရမလဲနော်ဘုရားသခင်ကိုတောင်းတယ်ဘုရားသခင်ကပြန်ပြောတယ်ဒီလမ်းရတော့ဒီလမ်းရတော့ခါနာပြီကိုကျွန်တော်တို့ကိုတင်ပိုက်ဖို့ဘုရားသခင်အလိုတော်ဖြစ်တယ်အာမင်နောက်ကျမ်းပိုက်တစ်ခုအရင်တပတ်ကတည်းက review လုပ်တာဖြစ်တယ်နော် review ကအာမတဲ့အခန်းကြီး6တင်းတို့ဒီဆူတောင်းတော့ခါဖျားသခင်ကိုမကိုးကွယ်တော့သူများဆူတောင်းတကယ်တော့အတိတ်ပဲမဲ့တော့စကားဖြစ်မရွတ်ကြနဲ့ထိုတို့တို့ဒီများစွာသောစကားတို့ကိုထပ်တလဲလဲရွတ်ဆိုပါကဆူတောင်းပြေးမိဟုထင်မှတ်ကြ၏ထိုတို့သူသူသူကဲ့သို့မပြူကြနဲ့အဘဲကြောင့်ဆိုတော့ဆိုတော့တင်းတို့အဖသည်တင်းတို့၏လိုအပ်မှုတို့ကိုတင်းတို့မတောင်းမီကပင်တိမြင့်တော်မူသောကြောင့်ဖြစ်တယ်ဆိုတော့ဖျားသခင်ကျွန်တော်ခုနပြောပြသွားပြီเนาะအာ ယောမခန်းကြီးရှိမှာဖျားတကယ်ကျွန်တော်တို့လိုအပ်တဲ့မြတ်အကုန်လုံးတည်ပြီးသွားပြီဖြစ်တယ်ကျွန်တော်တို့ကဂါဒါလိုမျိုးဒီချမ်းစာတွေဟိုဂါဒါလိုမျိုးယူဖို့မဟုတ်ယုံကြည်ဖို့ဖြစ်တယ်အာမင်ဆိုတော့အဖတ်ဖတ်ခါခါယူ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 ပြီးလို့လုပ်ဖို့မဟုတ်ဘူးနော်ဟုတ်ပါတယ်ကျွန်တော်နေ့တိုင်းယုံကြည်ခြင်းနဲ့ဝန်ခံဖို့လိုအပ်တဲ့ဟာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကပါလေအိုးကျွန်တော်ဒီဒီဒီဟိုဖျားတကယ်ကားပေးပါဆိုတော့အခောက်တသိန်းယူဖျားတကယ်ပေးမယ်နော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 ်ဖျားတကယ်စီမဖျားတကယ်ကျွန်တော်တို့လိုအပ်တဲ့ကားပြင်ဆင်ထားတဲ့အတွက်ကြောင့်ဂျေဆုတင်တယ် ဆိုဖျားတိခင်ကဘာလုပ်ရမလဲဆူတောင်းတဲ့ခါဖျားတိခင်ကျွန်တော်ဖွင့်ပြမယ်အဲ့ဒါကြောင့်ဆူတောင်းခြင်းဆိုတာ conversation ဖြစ်တယ်နော်အရင်တပတ်ကျွန်တော်အသေးစိတ်ပြောပြီးပြီဆိုဒီတပတ်တိတ်မပြောတော့ဖျားကိုကျွန်တော်ကားလိုအပ်တယ်လို့ပြောတဲ့ခါဖျားတိခင်အဲ့ဒီကားကိုဘယ်လိုယူရမလဲဆိုတာကျွန်တော်တို့ကိုပြောပြမှာဖြစ်တယ် we're good ဆိုတော့ဒါကအရင်တပတ်ပြောပြတဲ့ဟာဖြစ်တယ်ဆိုတော့ဒီတပတ်ဒီတပတ်သင်ခန်းစာ နော်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီ jump byte ထဲကနေကျွန်တော်စတာဖြစ်တယ် first john 5 ငါတို့ဒီဖျားတခင်တာတော်၌ရဲရင်ချင်းအကြောင်းဟုမူကားနော်ရဲရင်ချင်းအကြောင်းဟုမူကားငါတို့ဒီအလူတော်နဲ့ငင်းတစုံတစ်ခုသောစုကိုတောင်းလဲဖျားတခင်နားထောင်တယ်တဲ့အလူတော်နဲ့ငင်းတောင်းရင်တဲ့ဖျားတခင်နားထောင်တယ်တဲ့စုတောင်းတမြတ်တော်စကားတို့ကိုနားထောင်တော်မူဒီကိုငါတို့ဒီတိလင်အထံတော်နဲ့တောင်းတော်စုကိုရမီကိုယုံကြည်တာမဟုတ်တော့ဒီမှာတိတာတဲ့စုတောင်းတဲ့ခါကျရင်ကျွန်တော်တို့အလူတော်နဲ့ငင်းစုတောင်းတဲ့ခါကျရင်နော်ဖျားတခင်နားထောင်တယ် ပြီးရင်ဖျားကနားထောင်တယ်ဆိုရကျွန်တော်တောင်းတဲ့စုကိုပေးမယ်ဆိုတာကိုပါလဲယုံကြည်တာမဟုတ်တော့တိတာဆိုတော့ကျွန်တော်ဒီဘာသာရေးကကျွန်တော်တို့ကိုဘာတင်ထားလဲဆိုဖျားတခင်အလိုတော်ကပါလဲဟိုဖျားတခင်လိုတော်ကအင်းဆရာကြီးတွေမှပဲတိတယ်ဘယ်သူမှမတိနိုင်ဘူးအာဟိုလူတွေပဲတိတယ်ဟိုဟိုဘွဲ့ဟိုစန်းစာအကြောင်းခုနထွက်ကွင်းရတဲ့သူလုံးမှတိတယ် နော်ဂျက်ဆာဘွဲရတဲ့သူမှတည်တယ်ပါစတာတွေပဲတည်တယ်အော်ဒိန်လုပ်တဲ့သူပဲတည်တယ်ဘုရားသခင်အလိုတော်ဘယ်သူမှမတည်ဘူး mysterious way နော်ဘုရားသခင်အရာလူဝဆန်းကျင်တယ်ဘယ်သူမှနားမလည်နိုင်ဟိုဆရာကိုမင်းရမယ်ဒီဆရာကိုမင်းနော်နော်ဘုရားသခင်အလိုတော်ကနော်ဒီစကားကနော်တချို့လူတွေက shocking ဖြစ်မယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်ရှင်းရှင်းလေးပဲဘုရားစကားကမရှုပ်ဘူးထပ်ပြောပြမယ်နှုတ်ကပတ်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ် ကျမ်းစာထဲမှာရေးထားသမျှအလျော်အရာအလုံးကဘုရားသခင်အလိုတော်ဖြစ်တယ်။နော်ဘုရားသခင်ကသူ့အလိုတော်မပါဘဲနဲ့ဒီကျမ်းစာကြီးတွေကိုရှောက်မရေးထားဘူး။နော်ကျမ်းစာအုပ်ထဲမှာကျမ်းစာရွက်အကုန်ခံပြီးတော့နော်နေရာအကုန်ခံပြီးတော့ရှောက်မဖြစ်ထားဘူး။အာမင်။ကျွန်တော်ဒီဒီဟို first peter ထဲမှာပါတဲ့အကြောင်းရနော်အာကျွန်တော် okay ိုတို့အားဖြင့်လည်းအလိုကြီးမြတ်၍အဖိုးထိုက်သောဂတိတော်မြတ်ကိုငါတို့နဲ့အပေးတော်မူသည်အကြောင်းမူကားထိုဂတိတော်မြတ်ကိုအမေပြုတင်တို့သည်လောကီတမချင်းငှစ်ခြင်းနဲ့ကင်းလွတ်သဖြင့်ကင်းလွတ်သဖြင့်ဖျားပကတိကိုဆက်ဆံရတော်သူဖြစ်မည်အကြောင်းတည်းတဲ့ဆိုတော့ဂတိတော်တွေဆိုတာကဖျားတခင်ပကတိဆက်ဆံဖို့ဆိုလိုတာကဖျားတခင်ရဲ့ဂတိတော်အလုံးကဖျားတခင်အလိုတော်ဖြစ်တယ်ထပ်ပြောပြမယ်အလိုတော်နဲ့ညီတော်စုတောင်းချင်းဆိုတာကပါလေဖျားသခင်ရဲ့ဂတိတော်တွေအားလုံးကဖျားသခင်ရဲ့အလိုတော်တွေဖြစ်တယ် အာမင်ဆိုတော့ကျွန်တော်တို့တသက်တာထဲမှာကျွန်တော်တို့လိုအပ်သမျှအကုန်လုံးကနှုတ်ကပတ်တော်ထဲမှာပါပြီးသွားပြီဖြစ်တယ်ကျွန်တော်တို့အိမ်ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့လိုအပ်သမျှသုံးလိုသမျှနော်ဖျားတခင်ကျွန်တော်တို့ပြင်ဆင်ထားပြီးဖြစ်တယ်နော်ကိုနော်တော့ကျွန်တော်ကားလိုချင်တယ်ကျန်းစာထဲမှာကားမပါဘူးလဲနေရှိတယ်နော်အဲ့ဒီခစ်ကားတော့ကသုံးတဲ့ကားတယ်နော်ကားအနေထားမှာသုံးတဲ့ပြောချင်တဲ့ point ကပဲဆိုနှုတ်ကပတ်တော်ထဲမှာဂတိတော်တွေအများကြီးရှိထားပြီးသွားပြီအာမင်ဆိုတော့ ဒီနှုတ်ကပတ်တော်ကဘာနဲ့တူလဲဆိုတော့ဘုရားတကယ်ကတိတော်ဘုရားတကယ်အလိုရှိမရှိကိုကျွန်တော်တို့သိနိုင်တဲ့အရာဖြစ်တယ်ပြီးတော့တန်ရှင်းတော်ဝိညာဉ်တော်ဘုရားကဘာအလုပ်လုပ်လဲဆိုတော့ဘယ်နှုတ်ကပတ်တော်ပေါ်မှာယက်တီရမလဲဒီနှုတ်ကပတ်တော်အားဖြင့်လုံမလားဒီနှုတ်ကပတ်တော်ကိုကင်ဆွေးရမလားတန်ရှင်းတော်ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုပေါ်ပြတော်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကျွန်တော်နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာတမန်ကျမ်းစာကိုဖတ်တဲ့အခါမှာဖတ်ရင်ဖတ်ရင်နဲ့ နော်ဖျားတဲ့ဥပမာဆိုပါတော့ကျွန်တော်ဖျားတဲ့ခင်ကိုဆူတာနဲ့ဖျားတဲ့ခင်ကျွန်တော်အိမ်လိုအပ်တယ်ဖျားတဲ့ခင်ကျွန်တော်ကိုအိမ်ပေးပါကျွန်တော်မိသားစုတော့တင့်တော်တဲ့အိမ်တစ်လုံးလိုချင်တယ်ဖျားတဲ့ခင်ကျွန်တော်ကိုအိမ်ပေးပါလို့တောင်းဆူတောင်းပြီးတဲ့ခါကျရင်ဘာဖြစ်လဲကျွန်တော်ကျန်းစာဖတ်တဲ့ခါကျရင်ဥပမာပြောပြနေရနော်ဖိုင်ရင်ဖိုင်နဲ့အချာကန္တာတွေဖတ်တယ်နော်တရားဟောရာကျခန်းကြီး6 6လားတရားဟောရာကျလားတောလဲရာကျတခု6 30မှာပါတယ်တင်းလက်နဲ့မတီမဆောက်ပဲနဲ့ကောင်းတော့အရာနဲ့ပြည့်စုံတဲ့အိမ် တင်းလက်နဲ့မတီမဆောက်ဘဲနဲ့ကောင်းတော်ရံနဲ့ပြည့်စုံတဲ့အိမ်ကျွန်တော်တို့ကိုပေးမယ်ဆိုအဲ့ဒါဟာကိုဖတ်လိုက်တဲ့အခါမှာစိတ်ထဲမှာဘုရားသခင်ကျွန်တော်ကိုပေးထားတဲ့ဒီဒီဒီနှုတ်ကပတ်တော်ကကျွန်တော်ကိုဖြစ်တယ်ဆိုတော့တန်ရှင်းတော်ဝိညာဉ်တော်ပြကျွန်တော်တတ်သိထူတာဖြစ်တယ်။ကျမ်းစာထဲမှာပါတာဖြစ်တဲ့အတွက်ဒါဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။ဘယ်အချိန်မှာဘယ်အရာကိုယုံရမလဲဆိုတော့နှုတ်ကပတ်တော်ကိုတန်ရှင်းတော်ဝိညာဉ်တော်ပြကိုဖော်ပြတော်မှာဖြစ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့အခုနော်နှုတ်ကပတ်တော်ပြောတယ်ဆိုပြီးကျမ်းစာကိုယူပြီးတော့နော်ကျမ်း ဂျန်စာကိုယူပြီးတော့လှန်ဖက်လိုက်တယ်။အာကိုတော့ကျွန်တော်ဒီချိန်မှာမပါလို့ရမလဲဆိုဂျန်စာလှန်ဖက်လိုက်။ယူနာရှကာတို့ဒီမိမိလက်ပဲကိုဆွဲတော်မူဆိုတော့အာအဲ့ဒါတော့ဖျားတကယ်မဟုတ်တော့ဘူး။ဆိုထပ်လှန်ကြည့်လိုက်တယ်။တင်လို့ရမယ့်အရာကိုအမြန်လှုပ်တော့ဆိုဂျန်စာအဲ့လိုမျိုးဖတ်ဖို့ပြောတာမဟုတ်နော်။ပြောချင်တဲ့ point ကဆူတောင်းရဲခပိခါမှာနှုတ်ကပတ်တော်ကိုပုံမအချိန်ယူတဲ့ခါမှာနှုတ်ကပတ်တော်အပြင်ဖျားတခင်ကျွန်တော်တို့ဖော်ပြတာဖြစ်တဲ့ အဓိက point ကပါဆိုနှုတ်ကပတ်တော်ကဖျားသခင်အလိုတော်ဖြစ်တယ်ဟိုဆရာဒီဆရာတွေကိုမေးဆရာမလို့ကိုကိုယ်တိုင်နှုတ်ကပတ်တော်နဲ့အချိန်ယူပြီးတော့ဖျားသခင်ကျွန်တော်ဒီကိစ္စနဲ့ပတ်ပြီးတက်ပြီးကျွန်တော်ဘယ်လိုလုပ်ရမလဲ speed ရေးဆူတောင်းပါနော်ဂျန်စာကနေဖျားကစကားပြောမှာဖြစ်တယ်အဲ့ဒါကြောင့်ဂျန်စာကအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်ခရစ်ယာန်တက်တာထဲမှာနှုတ်ကပတ်တော်ကနံပါတ်1အရေးကြီးဆုံးဖြစ်တယ်အာမင်နှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားကအရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်အရေးကြီးဆုံးအရာနဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်အာမင်တခင်ယေရှုကဘာပြောလဲဆိုတော့ အာမတဲဆန်ကမှာတင်းတို့ဒီငါ၌တီငါစကားဒီတင်းတို့၌တီလင်တင်းတို့တောင်းချင်တမျာတို့ကို တောင်း၍ရကြလိမ့်မယ်ငါစကားဆိုတာကဘာလဲဂတိတော်တွေဖျားစကားတွေအာမင်ဖျားပါပြောလဲနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ပါပေးထားလဲအဲ့ဒီအရာတွေကိုကျွန်တော်နှလုံးသားထဲမှာ ချိတယ်ဆိုရင်ကျွန်တော်တောင်းချင်တယ်များအလိုတော်နဲ့ငီတောင်းတယ်ဆိုတာအဲ့ဒါပြောတာဒီနှုတ်ကပတ်တော်ထဲမှာဘုရားသခင်ပေါ်ပြထားတယ်အဲ့ဒီအတိုင်းကျွန်တော်တောင်းတယ်ဆိုရင်ကျွန်တော်တက်တာထဲမှာရမှာဖြစ်တယ်အာမင်အာမတဲ့အခန်းကြီး6နိုင်ငံတော်တည်ထောင်ပါစေတော့အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့ဟာလေလုယဆိုတော့ဒီဆုတောင်းချက်တွေတောင်းတဲ့ခါမှာအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့လို့ပြောတဲ့ခါမှာကောင်းကင်နိုင်ငံမှာဆင်းရဲခြင်းရှိလားမရှိဘူးအနာရောဂါရှိလားမရှိဘူးနော် ုက္ခခက်ခဲရှိတာမရှိဘူးဖရာသခင်ရဲ့ ultimate အလိုတော်ကပါလဲကောင်းကင်ဘုံကိုမြေကြီးပေါ်မှာနော်မြေကြီးပေါ်မှာကောင်းအာမြေကြီးပေါ်မှာကောင်းကင်ဘုံကဲ့သို့နော်ဖရာသခင်အလိုတော်ပြည့်စုံဘူးဒါဖရာသခင်ရဲ့အကြီးမားဆုံးသောအလိုတော်ဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာနော်ကျွန်တော်တို့ဒီလောကမှာရှိတဲ့အချိန်မှာအခုအချိန်မှာသာရမဏေကအလုံးလုံးနေသေးတဲ့အတွက်100%နော်ဖရာသခင်အလိုတော်ကမြေကြီးပေါ်မှာမပြည့်စုံနိုင်ဘူးဒါပေမဲ့မပြည့်စုံနိုင်သေးဘူးဒါပေမဲ့ အခုကျွန်တော်အသက်တာထဲမှာဘုရားသခင်ရဲ့အလိုတော်ပြည့်စုံဖို့အလိုတော်ရှိတယ်။အာမင်။ကျွန်တော်အသက်တာထဲမှာကျွန်တော်အသက်ရှင်တဲ့အခါမှာနော်စာတန်ကတော့ကျွန်တော်ကိုတိုက်ခိုက်မှာပဲ။ဒါမဲ့ကျွန်တော်ကဘုရားသခင်အလိုတော်နဲ့နော်ဂျမ်းမာဖို့အလိုရှိတယ်၊ချမ်းသာဖို့အလိုတော်ရှိတယ်။အာမင်။ကောင်းကင်နိုင်ငံရဲ့အရာတာစီးစစ်ကိုနော်စိတ်ချမ်းသာဖို့ဂျမ်းမာဖို့ပျော်ရွှင်ဖို့ဘုရားသခင်အလိုတော်ဖြစ်တယ်။အာမင်။တချို့တွေကနော်ဆုတောင်းကြတယ်။အော်ဒီအနာယောဂါကတော့ဘုရားသခင်အလိုတော် ကောင်းကင်နိုင်ငံမှာအနာရောဂါရှိတာမရှိဘူးအလိုတော်ဒီကောင်းကင်ဘုံတာပြည့်စုံတကယ်တော့မြေကြီးပေါ်မှာကောင်းကင်အကောင်းကင်နိုင်ငံမှာအကျွေးတွေရှိတာမရှိဘူးအလိုတော်ဒီကောင်းကင်ဘုံတာပြည့်စုံမြေကြီးပေါ်မှာပြည့်စုံဖို့လိုရှိတယ်အာမင်ကျွန်တော်တို့ကဒီချမ်းပိုက်တစ်ခုကိုပဲ meditate လုပ်တယ်ဆိုရင်အယံတန်ဖိုးရှိသွားပြီဖြစ်တယ်အေးမဲအဲ့ဒါကြောင့်ဖျားတကင်အလိုတော်နဲ့ဆူတောင်းနေဆိုတာကအိုဟိုအာဒီယာဟိုလူဒီဆရာပြောတာကိုနားမထောင်ပါနဲ့ကျွန်တော်ပြောချင်တာကနှုတ်ကပတ်တော်ကိုနားထောင်နှုတ်ကပတ်တော်ထဲမှာအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံ တာမန်အုံနောက်နဲ့ပဲစဉ်းစားလိုက်ပါနော်ကောင်းကင်ပုံမှာဆင်းရဲခြင်းရှိလားမရှိဘူးကောင်းကင်ပုံမှာအနာယောဂရှိလားမရှိဘူးကင်ဆာယောဂရှိလားမရှိဘူးခါခိုက်တာရှိလားမရှိဘူးဒါဆိုရင်အဲ့ဒီအလိုတော်မြေကြီးပေါ်မှာဘုရားသခင်ပြည့်စုံဖို့အလိုရှိတယ်အာမင်အကျမ်းစာတစ်ပိုက်မှာပါရေးထားလည်းပဲကျမ်းပိုက်အော် first john ထဲမှာပဲเนาะငါတို့ဒီဒီ crypto e need to e လောက၌ဖြစ်ကြ၏တဲ့เนาะ first john ထဲမှာပါတယ်ပဲចាំပိုက်လဲတော့အဓိကကျွန်တော်မေ့သွားတယ်ဒီလောကမှာ crypto နဲ့ need to ်ယေရှုခရစ်တော်ကဲ့သို့ဖြစ်တခင်ဖျားကျွန်တော်ကိုဖျားတခင်နော်အသူ့ရဲ့အလိုတော်ပြည့်စုံဖို့အလိုတော်ရှိတာဖြစ်တယ်အာမင်ဆိုတော့ဂျရမိုင်းယနဘတ်တစ်နောက်တစ်ခုကထာဝရဘုရားကတင်းတင်းမန်ကန်စွာမြင်ပြီးအเจ้าမူကငါစကားကိုပြည့်စုံခြင်းကပြည့်စုံစေခြင်းဟာငါစောင့်နေမိဟုမိန့်တော်မူဆိုတော့ဘုရားသခင်ရဲ့စကားကဘုရားသခင်အလိုတော်ဖြစ်တယ်သူ့ရဲ့အလိုတော်ဒီအလုံးကိုမပြည့်စုံမခြင်း နော်အိုင်ဇာယ55မှာမိုးရေနဲ့မိုးပွင့်ဒီကောင်းကင်ကမြေကြီးကိုကြားရည်နော်ဟိုမြေကိုဆိုးစေတဲ့ဖြစ်အပင်ကို ဖြစ်ပွားစေတယ်နော်အဲ့ဒါကြောင့်သူ့ရဲ့စကားကထိုကဲတော့ဖြစ်တယ်တူစီကိုဗာလဲအကျိုးမရှိပဲမပြန်လာရဘူးတဲ့ဆိုတော့နှုတ်ကပတ်တော်တွေကျွန်တော်တို့တက်တာထဲမှာခံယူတဲ့ခါနှုတ်ကပတ်တော်ဂတိတော်ပေါ်မှာယုံကြည်တဲ့ခါပါဖြစ်လေအဲ့ဒီဂတိတော်တွေကကျွန်တော်တို့တက်တာထဲမှာပြည့်စုံလာမှာဖြစ်တယ်အဲ့ဒါကြောင့်ဆူတောင်းတဲ့ခါကြရင် ကိစ္စတစ်ခုခုတဆူတောင်းတဲ့ခါကျရင်ဒီကိစ္စနဲ့ပတ်သက်ပြီးဖျားသခင်ပါပြောထားလဲအဲ့ဒါကိုနံပါတ်၁ရှာပါတင့်အိမ်လိုချင်တဲ့ဂျမ်းမာချင်းလိုချင်တဲ့ဟိုငွေရေးချင်းနဲ့လိုချင်တဲ့အကျွေးချင်းချင်းလိုချင်တဲ့အိမ်ထောင်ဖက်လိုချင်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နှုတ်ကပတ်တော်ထဲမှာစမ်းစာထဲမှာဖျားသခင်ဘယ်လိုရေးထားလဲအဲ့ဒါကိုကျွန်တော်တို့အရင်ဆုံးနံပါတ်၁ focus လုပ်ရမှာဖြစ်တယ်ဖျားစကားကဖျားရဲ့အလိုတော်ဖြစ်တယ်အဲ့ဒီဖျားသခင်ရဲ့စကားကိုရပြီးဖျားသခင်ရဲ့အလိုတော်ကိုတိပြီးဆိုကျွန်တော်ဘက်ကပါလို့ရမှာလေ အဲ့ဒီအပေါ်မှာယက်တီပြတော့ပါဖြစ်လဲခုနကျွန်တော်ပထမယုံကြည်ခြင်းနဲ့ယက်တီရမှာမတွေ့မချင်းမရမချင်းကျွန်တော်ယုံကြည်ခြင်းနဲ့ဖျားသခင်ကလေးတော့ပြောထားတယ်ခုနကကျွန်တော်ဂျာမားရထဲမှာကျွန်တော်ဖတ်တော့ဖျားသခင်ကသူ့ရဲ့စကားတော့မပြည့်မစုံချင်းသူစောင့်နေမဲတယ်ဖျားသခင်ကဟာလေလုယာသူ့ရဲ့ဂတိတော့တင်းတင်းအဲ့ဒီသူ့ရဲ့ဖျားသခင်ကဂတိတော့အများကြီးထဲမှာအလွန်ဖိုးထိုက်တဲ့ဂတိတော့တွေကျွန်တော်တို့ကိုပေးထားတဲ့ဂတိတော့တွေကိုကျွန်တော်ဘက်ကနေကျွန်တော်တက်တာထဲမှာမပြည့်စုံမချင်းဖျားသခင်ကကြည်နေမဲတယ်စောင့်ကြည့်နေမဲဟာလေလုယာပြည့်စုံစေမှာဖြစ်တယ် ်အာမင်ဂျပ်ဂျပ်ဂျမ်မာချင်းလိုရတဲ့ဆိုတစ်ပင်းနေဆက်လေမတဲမတဲရှင်ဆရှိမဩအိုက်ဇာယာ54လေး53လား54တခုခုမှာနော်ရေးထားတဲ့ခံရတော့တန်းချက်တော့ပြကျွန်တော်ကဂျမ်မာပြီဘာယောကမဆိုအကုန်ဂျမ်မာပြီဖဖျားတကင်းကိုတော့ဂျေဆုတင်တဲ့နှုတ်ကပတ်တော်ထဲမှာဂတိတော်ပေးထားတဲ့ကိုတော့ကျွန်တော်ဂျမ်မာပြီဆိုတာကျွန်တော်ယုံကြည်တယ်ဒါပေမဲ့တချို့လူတွေကြတော့လည်းပြောင်းပြန်လုပ်တယ်ဖျားတကင်းကိုတော့ဂတိတော်ထဲမှာပေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုဂျမ်မာစေပါဖျားတကင်းကိုပြန်ခိုင်းနေတယ် ကျွန်တော်အဲ့လိုပြောချင်တာမဟုတ်ဘုရားသခင်ကိုပြန်ခိုင်းဖို့ပြောတာမဟုတ်ဒီနေရာမှာဘုရားသခင်ကိုတော့ဂတိပေးထားတယ်ကိုတော့ကျွန်တော်အဲ့ဒီဂတိတော်ကိုကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီဂတိတော်နဲ့ကျွန်တော်တတ်တာထဲမှာပြည့်စုံတယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီဂတိတော်ကိုယုံကြည်ရမှာဖြစ်တယ်ဘုရားကိုဟေးဘုရားဂတိပေးထားတယ်ဂတိတော်နဲ့ကျွန်တော်တတ်တာမှာလို့အဲ့ဒီအချိုးမျိုးနဲ့မဟုတ်ဘူးဘုရားသခင်ကျွန်တော်ကိုစံမှချင်းပေးပြီးတော့ပြီးတော့ယေရှုတင်တယ် ိုတော့ကျွန်တော်ကိုကျမ်းမာခြင်းပေးပြီးသွားပြီဒီဂတိတော်ထဲမှာရေးထားတာကကျွန်တော်ကိုကျမ်းမာခြင်းပေးပြီးသွားပြီဆိုတော့ကျွန်တော်သိတယ်အဲကြောင့်ကိုတော့ဂျေဇုတင်တယ်ဖရာသခင်ကိုယုံကြည်တာဖြစ်တယ်အာမင်ဆိုတော့အလိုတော်နဲ့ညီတော်စုတောင်းခြင်းဆိုတာကပါလဲဂတိတော်နဲ့ညီနော်ဖရာသခင်ကိုကိုပြောထားတဲ့ဂတိစကားအတိုင်းအာမင်ဟိုလူဒီလူကကိုကိုစကားပြောရင်တောင်မှနှုတ်ကပတ်တော်နဲ့ပြန်ပြီးတိုက်ပါစံစာနဲ့ပြန်တိုက်ပါအာမင်ကျွန်တော်တို့ဒီဝိငင်တော်ကိုအရန်အားကိုးတဲ့လူတွေကြတော့လဲနှုတ်ကပတ်တော်နဲ့လွတ်သွားတယ် နော်ရှိတယ်နော်ဒါအဲ့ဒါကြောင့်ကျွန်တော်နှုတ်ကပတ်တော်နဲ့လွတ်လို့မရဘူးကျွန်တော်တို့ကဘာဖြစ်လဲဖျားစကားကိုကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုနံပါတ်1ထားရမှာဖြစ်တယ်အာမင်ဝိငင်တော်ကနံပါတ်2ဖြစ်တယ်အာမင်နှုတ်ကပတ်တော်ကယင်လာတယ်ပြီးတော့ဝိငင်တော်ဖြစ်တယ်အာမင်ဟာလေလုယာဆောရီတပတ်ကျွန်တော်တို့တက်တာထဲမှာเนาะဖျားစုတောင်းတဲ့ခါဘယ်လိုစုတောင်းရမလဲ ဘုရားသခင်ကိုဒီနှုတ်ကပတ်တော်ထဲမှာဘုရားသခင်ဂတိတော်เนาะဘုရားသခင်အလိုတော်ကဘုရားသခင်ဂတိတော် ဖြစ်တယ်။ကိုအသက်တာထဲမှာကိစ္စတခုခုပြည့်ပြည့်စုံနှုတ်ကပတ်တော်ထဲမှာပါပြောထားလဲ။ကျမ်းစာထဲမှာရေးနောက်အခုခေတ်ကအရန်လွယ်ပါတယ်เนาะ Google ထဲမှာနေပြဿနာဖြစ်နေတယ်ဆိုတောင်းမှเนาะကျမ်းစာတကုံမရှာနိုင်တောင်းမှเนาะ I am sick uh sickness bible verse လို့ Google မှာရိုက်ကြည့်လိုက်เนาะကျမ်းပိုက်တွေပေါ်လာမယ်။ဘုရားသခင်စကားဆိုအဲ့ဒီပုံမှာယုံကြည်ပါเนาะဆုတောင်းပါ ဘုရားသခင်ကိုတော့ဂျေဇူးတင်တယ်ဒီနှုတ်ကပတ်တော်ထဲမှာကျွန်တော်ကိုဒီလိုပြောထားလို့ကျွန်တော်ကျမ်းမာတဲ့အတွက်ကြောင့်ဂျေဇူးတင်တယ်ဆုတောင်းပါပြီးရင်ဘာလုပ်ရမလဲမရမချင်းယုံကြည်ပါအာမင်ယုံကြည်ပါအာမင်ဒီမတော်ထဲမှာပြောတယ်နော်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့တိုက်ပွဲကိုပါလဲကောင်းမွန်စွာတိုက်လာခြင်းကျွန်တော်တို့ဘက်ကယုံကြည်ရမှာဘုရားသခင်ကကျွန်တော်ကိုဂတိပေးထားတဲ့အတွက်ကိုတော့ဂျေဇူးတင်တယ်ဟိုဖာဘုရားသခင်ဂျေဇူးတင်နောက်နေ့ကျလည်းကိုတော့ဂျေဇူးတင်တယ်ဟိုဖာဘုရားသခင်ကျွန်တော်ကိုကျမ်းမာခြင်းပေးပြီဆိုတော့ဂျေဇူးတင်နောက်တနေ့ကျလည်းကျွန်တော်ကိုကျမ်းမာကိုတော့ဘယ်လောက်ထိယုံကြည်ရမလဲ ပြောက်မချင်းယုံကြည်အာမင်အာမင်ဆိုတော့ယုံကြည်ရတာဘယ်လိုယုံကြည်ရမလဲဆိုတော့ကျွန်တော်ယုံကြည်ခြင်း series မှာကျွန်တော်ပြောထားတာ how to เนาะ uh faith ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောထားတယ်ဂျေဇုပြုပြောအဲ့ဒါကိုနားထောင်ဘယ်လိုယုံကြည်ရမလဲဆိုတာလည်းကျွန်တော်သင်ထားပေးတယ်အာမင်ဖျက်တခင်ကောင်းကြည့်ပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်ကျွန်တော်တို့ချိန်ယူပေးတဲ့အတွက်ဂျေဇုမြတ်တင်ပါတယ်